ဒီလက်ကျန်ခုနှစ်ကျင်းမှာပေါ့နော်ဒီနောက်ထပ်နောက်ထပ်ရိုက်တယ်ရှေးအောင်၁၀အကြောင်းဒါမျိုး၄ခုရှိတယ်ပေါ့နော်နောက်ပိတ်နောက်ပိတ်နေဦးနောက်ပိတ်နောက်ပိတ်ရိုက်တယ်ရှေးဘုတ်၁၀အကြောင်းအဲ့တုံညာဒီနောက်ပိတ်ပေါ့နော်တုံညာဒီနောက်ပိတ်သူ့ရဲ့နက်ခတ်ခွန်အားထိတ်နေရှေးဘုံကိုပုံလေးပဲတကော့သေးပေါ့နော်အဲ့လိုအောင်သွားပြီဆိုဒီရှေးဘုံကိုကြောင်တနည်းနည်းနည်းသုံးနည်းမြောက်မှာသူက ကိုပရိသီ၄ခါထွက်တယ်ပေါ့နော်ဒီပြန်စစ်ကြည့်ပေါ့တစ်ခါနှစ်ခါသုံးခါ၄ခါပေါ့နော်နောက်ဆုံးနောက်ဆုံးကိုပရိထွက်တော့မယ်ဆိုရင်ခါတော်သုံးလုံး၄လို့ဖြစ်ပြီးမှ ကိုပရိ၄ခါထွက်တယ်ပေါ့နော်အမနောက်ဆုံးကိုပရိသီသူကဘူးခွတ်တယ်ပေါ့နော်တစ်ခါနေဦးမနောက်ထောက်ထန်ရဲ့တယ်နေဦးမနောက်ထောက်နောက်မရရရှေးပေါင်းနှစ်ကြောင်းနှစ်နောက်ပိနှစ်နှစ် ကလေးရက်ထိရှိပေါင်းကိုပုံသေးဆိုတော့ရှိပေါင်းကိုကြောင့်တနေ့နဲ့၃နှစ်မြောက်မှာဗရိတ်ကိုလေးကထွက်တယ်တစ်ခါပေါ့နော်တစ်ခါနှစ်ခါသုံးခါလေးခါပေါ့နော်နောက်ဆုံးဟုတ်ပေါင်းတစ်ခါနှစ်ခါအဲတစ်ခါကိုဗရိတ်လေးခါနှစ်ခါသုံးခါလေးခါပေါ့နော်တော့တမထွက်တော့ဘူးပေါ့နော်ကိုဗရိတ်လေးခါထွက်ပြီးနောက်ဆုံးကိုဗရိတ်ဒီဘူးခွားဖြစ်ရမယ်ခါတောင်သုံးလုံးလေးပေါ့နော်ဖြစ်ပြီးမှလေးရက်ကိုရပါပါလေးဖြစ်ပြီးမှကိုဗရိတ်ကလေးခါပြည့် ဒီမှာနေဥမာတက်နောက်ပေတက်နောက်ပေနော်တက်နောက်ပေတက်နောက်ပေကြောင့်ရှေဘုံတုံညာတီတုံညာနောက်ပေသူ့ရဲ့နှက်ခွန်ကထိတ်နေရှေဘုံကိုပုံသေးတော့920တခွက်အောင်တယ်ပေါ့နော်သူ့ရဲ့တနစ်ချာတနေနေနေသုံးနေမြောက်မှာဗရိတ်ကူ၄ကထွက်မှာရှေဘုံကိုကြောင့်ဗရိတ်ကူ၄ကထွက်မယ်ဆိုတခါနှက်ခါ၃က၄ကပြည့်နောက်တော့မတွက်ဘူးပေါ့နော်၄ကပဲထွက်ပြီးနောက်ဆုံးကိုဗရိတ်ဒီဘူးခော့ပေါ့ ဲ့နေရာမှာနောက်ဆုံးကိုပရိတ်ထွက်တော့မယ်ဘူးခွားနဲ့နောက်ဆုံးကိုပရိတ်ထွက်တော့မယ်ဆိုခါတော်တော်လုံးလေးလို့ဖြစ်ပြီးထွက်သလားပေါ့နော်ဒါစဉ်းစားစရာပေါ့ဒီမှာနေဦးကိုနောက်ထိုင်ကိုနောက်ပိတ်ရှေးပေါင်း6ကျောင်း6ကျောင်းနောက်ပိတ်6ရက်နဲ့ကိုထိရှေးပေါင်းကိုပုံတည်နေကိုတို့ည6ကအောင်ရသူ့ရဲ့တနေ့နေ့3နှစ်မြောက်မှာကိုပရိတ်၄ကထွက်မှာဆိုတော့ကျွန်တော်တို့ကဒီမှာကိုပရိတ်ကဒီမှာတစ်ခါနှုတ်ရှိရှိဒီမှာ3နှစ်၄တစ်ခါဒီမှာ665ဆိုတော့3ကပေါ့နော် သုံးကနောက်ဆုံးကိုပရိတ်ခါရတော်လုံးလေးဖြစ်မှနောက်ဆုံးကိုပရိတ်ဒီပူခွားနဲ့ထွက်မလာပေါ့နော်ဒါတော့စောင့်ကြည့်ရမှာပေါ့ကိုပရိတ်တစ်ခါကြံတယ်ပေါ့အဲ့မှာကိုပရိတ်ကိုပရိတ်လေးကထွက်တဲ့နေရာမှာငါးနောက်ပိတ်ငါးနောက်ပိတ်တူပြခြင်းကြောင့်ငါးထိတ်နဲ့ကိုပရိတ်ဒီတစ်ခါအနေနဲ့ပါသလားပေါ့နော်စဉ်းစားလေးရနေနောက်ပိတ်နေနောက်ပိတ်တူခြင်းကြောင့်အဲ့ဒီနေရာမှာ ကိုပရိတ်လေးကလည်းမှာနှစ်ထိတ်နဲ့ ကိုဘရိတ်ကပါသလားပေါ့နော်ဒီမှာလည်းတင်းနောက်ပိတ်တင်းနောက်ပိတ်တူရင်းကြောင့်ကိုဘရိတ်၄ကထွက်တဲ့နေရာမှာတစ်ထိတ်နဲ့ကိုဘရိတ်ဒီပါသလားပေါ့အဲ့ဒီနေရာမှာကိုနောက်ပိတ်ကိုနောက်ပိတ်တူရင်းကြောင့်ကိုဘရိတ်၄ကထဲမှာကိုထိတ်နဲ့ဆိုတဲ့ကိုဘရိတ်မပါသေးဘူးဒီမှာ၃ထိတ်နဲ့၃ရှစ်ရှစ်ကိုဘရိတ်ဒီမှာလည်း3ထိတ်နဲ့3နှစ်ဒီမှာလည်း6 6 5 6ထိတ်နဲ့9ပြိမ့်မပါသေးဘူးအဲ့တော့နောက်ဆုံး9ပြိမ့်ဒီ ကိုထိတ်နဲ့မဖြစ်နေမလားကိုပရိတ်၄ကပဲထွက်မှာ၃ကထွက်သွားပြီနောက်ဆုံးကိုပရိတ်ဒီကိုထိတ်နဲ့ဖြစ်နေမလားဆိုတော့ကျွန်တော်ပြထားတယ်ကိုကိုတက်မွေးပြီးမှတ်မိမှာပေါ့နော်အဲနောက်ဆုံးကိုပရိတ်လည်းဖြစ်တယ်ကိုထိတ်နဲ့လည်းဖြစ်တယ်အပူခော့လည်းဖြစ်တယ်ပေါ့နော်အန္တလေးကိုသိဝင်သားရင်ဒီလက်ကျန်ခုနှစ်ကြိမ်မဲ့ကျန်တော့တဲ့တိုင်းတာမှာကိုကိုတစ်ကိုတစ်ကိုလေးကိုကိုတစ်ကိုကို ကုတ္တကိုပေါ့နော်အဲ့ဒီငကွက်ကိုအဓိကထားပြီးအစားကြီးပေါ့နော်ခုနှစ်ချိန်မကျန်တော့တိုင်းတာပါနောက်ဆုံးကိုထိန်နဲ့နောက်ဆုံးကိုပရိတ်ကိုပရိတ်တခါလာအောင်မှာလာတော့မဲ့ကိုပရိတ်ပြီးကိုထိန်နဲ့တူမူကနေ PC ပေးတော်မလားဒါတော့ဒိတ်ထားနေရပါပေါ့နော်အဓိကတော့ကိုပရိတ်တခါကျန်နေပေါ့အဲ့ဒါတော့ပဲယူပေါ့နော်ဒါမှမဟုတ်လဲကိုထိန်ကိုနောက်ပဲကိုနောက်ပဲတူဝင်ချင်းကြောင်း အဲ့ဒီထဲမှာကိုဘရိတ်၄ကကြမှာကိုမကိုထိတ်ကတခါပါဝင်ဆိုရင်တော့ BC ကစားတော့မလားပေါ့နော်ဒါမှမခါတော့သုံးလုံး၄ဖြစ်တဲ့အောက်မှာမကိုဘရိတ်စနေရရရိုက်တော့မလားပေါ့ဒါလေးသတိထားကြကောင်းတယ်အဲ့မှာကျွန်တော်လည်းကိုကိုတက်ကမွေးပြီးတင်ပေးထားတာရှိပြီးတော့ဆက်ဆက်လို့ပေါ့နော်လိုင်းလေးမြကောင်းမလားသူဒီတူကနေလိုက်ပြန်ကြည့်အဲ့ဒါနဲ့ဆက်ဆက်လို့ အနေဆက်ဆက်လို့ဘာပြရရရှိတုံးဆိုတော့လေးကအဲ့လေးကကို၃ကနဲ့ဖြတ်ရိုက်ပြမယ်နော်၃ကနဲ့ဖြတ်ရိုက်ပြမယ်ဆိုတော့ရှိုက်နေတဲ့တော့လေ၃ပြုပေါ့ဆုတ်ယုတ်သွားကြရတော့မရှိပါဘူးပေါ့နော်အဲမှတ်သားတတ်ရင်ဘုဟုတုဒရရတယ်ပေါ့နော်နေဦးမှာ၃တော့ထိ၃ထိ၃ထိတူတယ်နောက်ပေါင်းနှစ်ခွန်ထိခွန်ထိတူတယ်နောက်ပေါင်းနှစ်ကိုထိကိုထိတူတယ်နောက်ပေါင်းနှစ်၃ထိ၃ထိကြောင်းတူရနောက်နှစ်မှာ၃ထိလုံးဝမထွက်ဘူး စစ်ကြည့်ပေါ့နော်သုံးထိပ်လုံးဝမထွက်ဘူးနည်းဖြားလာတယ်ပထမလုံးကျတယ်သုံးနောက်ပိတ်ကျထွက်တယ်ပထမလုံးကျတဲ့သုံးနောက်ပိတ်ကပြန်ကျအဲ့ဒါလိုအောင်ခွင့်ရင်ဒီသူ့ရဲ့ဒီနှစ်ထဲကနေတော့ကဒီနှစ်ကိုဒီလိုခွင်းချမှာစောင်းလာအဲ့ဒါလိုမစောင်းခင်ဒီနှစ်ထဲမှာသုံးထိပ်ဒီပျောက်ရှင်းကြောင်းပျောက်ခဲ့ခြင်းကြောင်းအဲ့နောက်နှစ်မှာသုံးထိပ်တွေသာပေါ်တယ်ခွားခွန်စနေနေ့ကျသွားတာပေါ့နော်ခွားခွန်အဲ့ဒီသုံးထိပ်နဲ့ခွားခွန်ကသူက သုံးထွေးဒီစားပေါ်တယ်နဲ့ခွားခွန်အဲ့သုံးထွေးနဲ့ခွားခွန်တနေ့နေ့နဲ့သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်ရှစ်နှစ်ကိုနှစ်၁၀နှစ်မြောက်မှာသုံးထွေးပြီးရစားပေါ်ရင်အဲ့သုံးသက်လေးခွားလေးသုံးသက်လေးခွားလိုက်တိုင်းအငြိမ်မြန်ပေါ်တာဒါလေးတစ်ချက်ကမှတ်သားစားရည်မှတ်သားရည်နဲ့တိုက်ဆိုင်လို့ပေါ့နော်အဲ့မှာနှစ်ဦးခွန်တိတ်ခွန်တိတ်နောက်ပေါင်းနှစ်အဲ့ဒီထဲမှာခွန်တိတ် နေဦးခွန်ထိတ်ခွန်ထိတ်တူရင်းကြအောင်ပေါ့နော်နောက်နေ့မခွန်ထိတ်လုံးဝမထွက်ဘူးစိတ်ကြည်နော်ခွန်ထိတ်ရောလုံးဝမထွက်ဘူးတဲ့ပထမဆုံးကြားတဲ့ခွန်နောက်ထောင်ရတော့ပြင်ကြတယ်အဲ့ဒီထဲကနေတော့ကတီးကိုစောင်းအဲ့ဒါလိုမစောင်းရင် ခွန်ထိတ်ကြီးလုံးဝပျောက်တယ်နောက်နေ့မခွန်ထိတ်လို့စားပေါ့ခွာခွန်တဲ့ အိုက်ခွားခွန်နဲ့ခွန်တဲ့ဒီနဲ့၃ညနောက်ပိတ်ဒီတဲ့နဲ့3 4 5 6 9 8 9 10နဲ့မြောက်မခွန်ထည့်ရလို့စားပေါ်အိုက်90အခွားဒီ90ခွားလိုက်ပဲနော်ဒီမှာကိုထည့်ကိုထည့်နောက်ပေါင်းနှစ်နောက်နှစ်မှာကိုထည့်လုံးဝမထွက်ဘူးစိတ်ကြည့်နော်ကိုထည့်လုံးဝမထွက်ဘူးကိုနောက်ပိတ်ပထမဆုံးကြတဲ့ကိုနောက်ပိတ်ကပြန်ကြဒါလေးတွေချိန်ကြီးလေးနဲ့တီးကြအောင်လာတဲ့စိုက်လေးတွေပေါ့နော် ပထမဆုံးကြတဲ့ကိုနောပိတ်ချက်ပြန်ကြပြီကိုထိတ်လုံးဝမထွက်သည်တည်းနောက်နဲ့မှာကိုထိတ်လို့စကြရင်ခွက်ခွန်းနဲ့အဲကိုထိတ်ရှိပိတ်က1 2 3 4 5 6 9 10တက်တက်ဆန်တာဒီနေ့ထဲမှာလည်းကိုထိတ်လုံးဝမထွက်သေးဘူးစပေါ်တယ်ကိုထိတ်သည်တဲ့ခွက်ခွန်းနဲ့ဆိုကိုထိတ်ရှိပိတ်ဆိုရင်ဒါကအချောင်းတိုက်ဆိုင်ဆိုတာနဲ့ တယ်လို့ကိုထိတ်လို့စပေါ်မယ်ဆိုရင်ကိုနှစ်ရှစ်ဆိုတဲ့ကဏ္ဍဒီထဲမှာတခွက်ကိုထိတ်ရှစ်ပိတ်နဲ့ပဲပေါ်အောင်ဒါမှမဟုတ်ကိုထိတ်ရှစ်ပိတ်နဲ့ဒီကိုပရိတ်မှာမဟုတ်ဘူးပေါ့နော်အခြားသောကိုထိတ်ရှစ်ပိတ်နဲ့မိမိတို့ချိန်နေတက်တာလေးဒီပိုင်းကစားကြည့်ပေါ့နော်ကိုထိတ်သီးလို့စပေါ်လိုက်ရှစ်နောက်ပိတ်နဲ့ဖြည့်ရမယ်အချိန်နေတက်တော့၃ပြုပေါ့နော်မကြိုက်တော့လေပယ်ထားပေါ့ခုနကကိုထိတ်သီးစပေါ်လိုက်ဘုံခုနကကိုထိတ်နဲ့ကိုပရိတ် အဲ့ဒါကတမျိုးပေါ့နော် ကိုပရိတ်၄ခါကြမှာအဲ့ဒီကကိုပရိတ်၄ခါကိုမှဖြစ်နိုင်ဆုံးကကိုထိတ်နဲ့ကိုပရိတ်ကပေါ့နော်ဖြစ်နိုင်ဆုံးလို့ယူဆကြည့်ရပေါ့အဲ့ဒါကိုမှဒီစနစ်ကကြကိုထိတ်ပြီးလို့စပေါ်ရင်၈နောက်ပိနဲ့ပေါ်မှာခုနှစ်ကြိမ်ပဲကြံတယ်ကိုထိတ်၈ပိပေါ်မှာကိုထိတ်တဲ့စပေါ်ရင်၈နောက်ပိနဲ့ပေါ်အဲ့ကိုထိတ်၈ပိကိုမှကိုပရိတ်ရော PC ပြီးတော့မှာကိုနှစ်၈လိုပါမျိုးစမ်းကြည့်ပေါ့ ဒါမှမဟုတ်လေကိုထိတ်ရှစ်ပိန်းနဲ့မိမိတို့ခြိုင်နေတတ်တဲ့ခါလေးကိုသုံးထည့်ရွှဲပြီးတော့သုံးပြုကြည့်ပါเนาะအားလုံးပဲအဲခီလူကြီးတွေပေါက်ကြပါတယ်